ပြည်သူလူထုတွေအနေနဲ့မိမိကိုယ်ကျိုးစီးပွားအတွက်တိုင်းပြည်ကိုချစ်ဟန်ဆောင်တဲ့လူတွေကိုမင်းပေးမိဖို့လိုအပ်တယ်လို့တိုင်းလန်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဩဂတ်တာဆိုင်ထီအောင်က CNN တင်ဆက်တဲ့ဌာနကိုပြောပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်း2ကို၎င်းဇန်နဝါရီလနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းကျင်းပမှာဖြစ်ပါတယ်နိုင်ငံရေးသမားဆိုတာကကိုလူမျိုးကိုတိုင်းပြည်အကျိုးမြတ်ရှိမယ်ဆိုရင် ဘယ်သူနဲ့မဆိုပေါင်းတင်ဆက်ဆံနိုင်ရမှာဖြစ်ကြောင်းတိုင်းပြည်နဲ့ပြည်သူကိုချင့်ရဆောင်ပြီးကိုကျိုးရှာနေသူတွေကိုမဲမပေးမိဖို့လိုအပ်တယ်လို့တိုင်းလန်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌဆိုင်းထေးအောင်ကစီရင်တဲ့ဌာနကိုပြောပါရစေ။နိုင်ငံရေးသမားဆိုတာတော့ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ရတာလေ။အဲ့တော့ခဏပြောလို့လုံးကပြောတဲ့စကားလုံးလေးတွေကတော့ဒါကရန်သူလည်းမဟုတ်ဘူး။ဒါကျွန်တော်တို့ကတော့တိုက်ပြီးစ က်ကိုရှေ့ချူပြီးတော့ဆိုပြီးမြေလူနဲ့ဆိုတက်အောင်ပေါင်းတာတိုင်းပြည်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 မျက်နှာကိုကြည့်ပြီးအလုပ်လုပ်တဲ့သူကိုတော့အဲမေပေရီရှေ့လေးကျနော်မနော်ပြည်သူလူထုအနေနဲ့အကြောင်းလဲဆိုတော့ဒီနေ့ရှင်ကတော့တိုင်းပြည်ရဲ့အရာမျိုးနာပါကတည်းကပြန်နေစောက်ရည်လုပ်ကြနေတယ်အဲချုပ်တည်ကြတော့လည်းတိုင်းပြည်နဲ့ပြည်သူတော့ တရားဆောင်မှာကိုရွှေချတဲ့လူတွေကိုလည်းမပေးမိလို့တော့တို့တာပေါ့ဒါတော့ကျွန်တော်ဖြတ်တန်းခဲ့တဲ့တွေ့ကြုံရတော့အများကြီးပြန်ဝင်ပြီအဲ့နိုင်ငံကြီးတွေမှာဆိုတာနိုင်ငံကြီးငကောင်းအောင်ဆောင်ရမယ်နောက်ပြီးတော့ကိုဒီမျိုးကိုတိုင်းပြည်ကအကျိုးများရှိမယ်ဆိုရင်လူတွေမဆိုပေါင်းတင်ဆက်ဆံနိုင်ရမယ်ဆိုတော့ကန္နာလေးရောရှိရှိတင်တာပေါ့အဲ့တော့ခဏမှပြောရဲဆိုတော့တန်တော်နဲ့တားသာတာဖြစ်တဲ့ယူရပါလို့ဆိုရင်စာထက်ကို ဒါတမ်တော်နေနဲ့တိုင်းပြည်ကိုချစ်ကြရချင်းချစ်ကြရချင်းတူကြရင်တော့အားလုံးကတိုင်းပြည်ဒီဆောင်ရွက်ကိုစုပေါင်းညီညာကြလို့ပြောကြမှာလေဒီလိုဆိုတယ်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လည်းကရွှေကောက်ဘဲအတွက်မဲပေးရမှာတိုင်းပြည်နဲ့အထေရအကျိုးကိုဆောင်ရွက်နိုင်သူတပ်မတော်နဲ့တဟားစာရာဖြစ်ပြီးလက်သွဲဆောင်ရွက်နိုင်သူတွေကိုရွေးချယ်ဆန္ဒမဲပေးဖို့လိုအပ်တယ်လို့ပြောပါရယ် ိုင်းပြည်ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတမတော်တစ်ခုတည်းကိုတော့မဟုတ်ပဲစီးပွားရေးလုပ်ငန်းရှင်တွေစက်မှုလုပ်ငန်းရှင်တွေစတဲ့အဖွဲ့အစည်းတွေအားလုံးတို့ကညီညွတ်ညွတ်မြတ်မြတ်တသားဖြစ်တင်တယ်လို့နိုင်ငံရေးလေလာတုံးသက်သူဦးထောင်ကျော်ကစီရင်လန်တည်ထောင်တာကိုပြောပါတယ်အမ်တမတ်တော်နဲ့တဟဇာတာမတဲ့တဲ့အဖွဲ့အစည်းဆိုတာအမလီဘာရတိကတီတိုင်းပြည်တည်မှာအုပ်ချုပ်ကြံရေးဆိုလို့ရှိရင်ဒါကတမတ်တော်ဆိုတဲ့ဟာက ကြည့်လက်ယုံပါနော်ကြည့်လက်ယုံဖြစ်တော့လက်ယုံလက်ယုံနဲ့ဒီအုံနောက်နဲ့ဟိုကနေကမတက်ကြဘူးဆိုလို့ရှိရင်အဲ့အစမပြေဘူးပေါ့လေအဲအားလုံးကညီညွတ်ညွတ်နဲ့ဟာဟိုတစ်ခုနဲ့တစ်ခုနဲ့ဒါတမတော်နဲ့မှပုံကျွန်တော်ပြောပြတာလေတကယ်ကိုကိုကုန်းတဲ့စီးပွားအာဆက်မှုလုပ်ငန်းရှင်အားလုံးဒါလည်းဟိုအကုန်အစဉ်ကြီးချုံးမှုရမယ်တစ်ခုနဲ့တစ်ခုနဲ့အားလုံးကတမတမများများတတ်ကြပါတော့နော်အားလုံးဒီ အဲအကုန်လုံးတိုင်းပြည်အကျိုးစီးပွားကိုရှေ့ရှုပြီးတော့မှအားလုံးဟိုအတူတကွဖွံ့ဖြိုးတိုးတက်တဲ့ပုံစံမျိုးကိုတွားတဲ့ဟာမျိုးပေါ့လေအားလုံးအားလုံးကနည်းနည်းတတညံ့ညက်ဖြစ်နေရမှာပေါ့ညံ့တယ်ဆိုတာလည်းညတာမှညံ့တာကိုအဲဒီအကုန်လုံးတစ်ခါဆောင်နေဖြစ်နေတယ်ညံ့စရာအကြောင်းရှိတယ်အားလုံးညတာမယ်ညံ့ရမှာပေါ့နော်အကုန်လုံးအဖွဲ့ဒီဒီဒီအဲ့လိုတွားလို့ရှင်တာတိုင်းပြည်ကဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာတိတ်တော့ မကြောက်လို့ကျွန်တော်ယုံကြည်ပါတယ်မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကနိုင်ငံရဲ့အလှည့်ပြောင်းကိုဖြစ်စေမှာဖြစ်ကြောင်းဒုတာဝန်ရေးသုံးပါးကိုကာကွယ်စောင့်ရှောက်သူတွေကိုရွေးချယ်ကြဖို့လိုအပ်တယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါဗျာ။